မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့စက်တမလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU KN အမျိုးသားအစည်းအရုံးကော်တူလေးအုပ်ချုပ်မှုနယ်မြေဗိတ်တဝဲခရိုင်တနင်္သာရီမြို့နယ်မှာစက်တမလ17ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်က10ဦးထက်မနည်းတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီမြို့ထိုင်းမြန်မာမောတောင်နယ်ဆက်ကုံသွေးလမ်းမှာရှိတဲ့ ်သိန်းခွန်ကျေးရွာအနီးဝန်းကျင်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်ကလက်နက်ခဲအချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ပွဲအတွင်းမှာစေကောင်စီတပ်ဖွဲ့ဝင်းနေစီကနေ MA1 တနက်နှစ်လက်၊ MA3 တလက်၊လက်ပြဘုံနှစ်လုံး၊ကြီးစံ659တောင်း၊ခွဲဘုံနှစ်လုံး ခြေပေါက်22ခုတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို KNL KN အမျိုးသားလွတ်မြောက်ရေးတပ်မတော်တမဟာလေးလာအောက်ခံတိုက်ရင်းစစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တမလ10ရက်နေ့နဲ့9ရက်နေ့တွေမှာလည်းထမင်းမဆားရွာအတွင်းတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးရဲ့ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ခွေးတွေဘက်ကပြည်သူစစ်တွေအပါအဝင်25ဦးထက်မနည်းထိခိုက်သေးဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လွှတ်တော်၃ရက်မဲဆန္ဒနယ်122နယ်မှာရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့အာဏာသိမ်းစစ်ကောင်စီကမနေ့ကစက်တင်ဘာလ14ရက်နေ့မှာကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ကောင်စီကြေညာတဲ့မြို့နယ်များထဲမှာရန်ပြဲပေါတော်ပုံနာကျုံရသေးတောင်ဘူးသီးတောင်မောင်တော်ကြောက်တော်မင်းမြမြေဘုံမြောက်ဦးနဲ့ပလက်ဝမြို့နယ်များပါဝင်နေတယ်လို့သိရပါဗျ။ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့ဒိုင်းဒေသကြီးသို့မဟုတ်ပြည်내လွှတ်တော်များရဲ့စုစုပေါင်းမဲဆန္ဒနဲ့120တနေရာတို့မှာရွေးကောက်ပွဲကျင်းပပြုလုပ်မှာမဟုတ်ဘူးလို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်ပါတယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့56နဲ့အမျိုးသားလွှတ်တော်မဲအများဆုံးရရှိသူအနိုင်ယူစနစ် FPTB မဲဆန္ဒနဲ့9နဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်내လွှတ်တော်မဲအများဆုံးရရှိသူအနိုင်ယူစနစ် FPTB မဲဆန္ဒနယ်56နယ်တို့မှာရွေးကောက်ပွဲများကျင်းပမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ကချင်ပြည်နယ်က၄မြို့နယ်၊ကယားပြည်နယ်က၃မြို့နယ်၊ချင်းပြည်နယ်က၄မြို့နယ်၊စကိုင်းတိုင်းဒေသကြီးက၁၀မြို့နယ်၊မကွေးတိုင်းဒေသကြီးက၅မြို့နယ်၊မန္တလေးတိုင်းဒေသကြီးက၃မြို့နယ်၊ရခိုင်ပြည်နယ်က၁၀မြို့နယ်နဲ့ရှမ်းပြည်နယ်က၁၉မြို့နယ်တို့ဖြစ်တယ်လို့သိရပါတယ်။ ကယားပြည်နယ်ကမဲဆန္ဒနယ်2နေရာချင်းပြည်နယ်ကမဲဆန္ဒနယ်3နေရာရခိုင်ပြည်နယ်ကမဲဆန္ဒနယ်2နေရာနဲ့ရှမ်းပြည်နယ်ကမဲဆန္ဒနယ်2နေရာတို့မှာအမျိုးသားလွတ်တော်မဲအများဆုံးရရှိသူအနိုင်ယူစနစ် FPTP မဲဆန္ဒနယ်တို့ဖြစ်ကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းဖြူးမြုံနယ်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကနေ့စဉ်အမျိုးသား9ယောက်ထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့ထွက်ပြေးတဲ့သူတွေကိုပြစ်ဒဏ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြူးမြုံနေရအနှက်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များနဲ့ပြူစောတိများကအင်းစည်းကားများနဲ့လှည့်လည်ပြီးတော့နေရောညပါဖမ်းဆီးနေခြင်းဖြစ်တယ်လို့အသက်40အရွယ်ဖြူးမြုံကအမျိုးသားတအုပ်ကအတိအပြုပြောကြားထားပါတယ်။ဒီကောင်တွေကနေတိုင်းလိုလိုကိုပေါ်တာဆွဲနေတာ တနေ့ကို9ယောက်ကအ ਨੇ ဆုံးပဲတခါတလေဆို10ယောက်လောက်တောင်ရှိတယ်ကျွန်တော်တို့မသိတာတွေလည်းပါမှာပေါ့အိမ်စည်းကနဲ့အုတ်ဖြတ်လမ်းပေါ်ကိုမသိမသားလေး꿰ပြီးတော့စောင့်နေတာပြီးရင်ကားပေါ်ကိုဆွဲတင်တာသူတို့ဖမ်းကျင်နေရာမရွေးကိုလိုက်ဖမ်းနေတာလို့သူကရှင်းပြထားပါဗျ။ပြီးခဲ့တဲ့စက်တဘာလ6ရက်နေ့ကလည်းဖြူမြို့နယ်မှာထမင်းထွက်ဝဲတဲ့လူငယ်2ဦးဟာစစ်ခွေးတပ်ရဲ့ဖမ်းဆီးခြင်းကိုမခံမဲနဲ့ထွက်ပြေးတဲ့အတွက်ကြောင့်တနက်နေ့ပြစ်ခတ်ခံရကြောင်းအသက်30အရွယ်အမျိုးသမီးတဦးကပြောပြထားပါဗျ။ညဘက်ထမင်းထွက်ဝဲတာအဲ့ဒီမှာစစ်သားတွေနဲ့တွေ့လို့ သူတို့ကဆိုင်ကယ်ကိုမောင်းပြေးတာမရပေးလို့ဆိုပြီးတော့နှစ်ယောက်စလုံးပြစ်တက်ခံလိုက်ရတယ်အလောင်းကိုမိသားစုတွေကိုပြန်မပေးဘူးဖြူးမြုံမှာကြိုလိုက်တယ်ကောင်လေးတွေကကညွန်ကွင်းဘက်ကအသက်20ကျော်အရွယ်လေးတွေပါလို့၎င်းကပြောပြထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ1ရက်နေ့ကလည်းဖြူးမြုံချောင်းတရာအနီးမှာဆိုင်ကယ်စည်းလာတဲ့အမျိုးသားနှစ်ဦးကိုစစ်ကော်မရှင်တပ်ကပြစ်တက်ခဲ့သေးတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကော်မရှင်ကနေရောညပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဖြူးမြို့မှာလူသွားလူလာမရှိသလောက်နှဲပါသွားပြီးတော့ဈေးရောင်းချသူများဟာလည်းအဆင်မပြေကြောင်းဖြူးမြို့မှာကုန်စုံဆိုင်ဖွင့်ထားတဲ့အမျိုးသမီးတို့ကရှင်းပြထားပါတယ်လူရှင်းဆိုဈေးထဲမှာလူကုန်မရှိလားရွာတွေကလည်းဘယ်သူမှမတက်လာရဲတော့ဘူးလူသွားလူလာမရှိတော့ဈေးရောင်းရတာဘလို့မှအဆင်မပြေဘူးလေလပေးဆိုင်တွေလည်းအဲ့လိုပဲဆိုင်ထဲအထိပါဝင်ဆွဲနေတော့ဘယ်သူမှလာမထိုင်ရဲတော့ဘူးလို့၎င်းကရှင်းပြထားပါတယ်ပေါ်တာဆွဲခံရသူများဟာပြန်လည်ရွေးယူလိုပါက စစ်တပ်ကိုအ ਨੇ ဆုံး360ကနေကြက်သိန်း100အထိပေးနေရပြီးတော့မရွေးနိုင်သူများကိုတောင်ကိုစစ်တင်နှန်းချောင်းကိုပို့ဆောင်နေတယ်လို့ဖြိုးဖြိုးကနိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတူကပြောပြထားပါဗျ။မရွေးနိုင်တဲ့သူတွေကိုမြို့ပေါ်ရဲစခန်းနဲ့ထွေအုပ်ရုံးမှာထားတယ်။ပြီးရင်တောင်ကိုကိုခေါ်သွားပြီးတော့စစ်တင်နှန်းကိုတန်းပို့တာပြူစောတိအဖွဲတွေကပို့ဆွဲနေတာပြီးရင်သူတို့ကဖမ်းတဲ့သူတွေကိုပြန်ရောင်းစားတာလို့၎င်းကရှင်းပြထားပါဗျ။လက်ရှိဖြိုးမြုပ်နေတဲ့အနီးတစ်ဝိုက်ဝင်းကျင်ကိုသာ စစ်ခွေးတက်ကစိုးမိုးထားနိုင်ပြီးတော့ဂျေးရွာအများစုကိုတော်လိုက်တက်ဖွဲ့များကထိန်းချုပ်ထားခြင်းကြောင့်စစ်ကောင်မရှင်ကလုံခြုံရေးတွေတင်းကျပ်ပြီးတော့အစည်းအဝေးမှုများကိုပုံမို့ပြီးတော့ပြုလုပ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြီးရွာနေအမျိုးသမီး၃ဦးကိုအရမပြုတ်ကျင်ကနေအိမ်ဆယ်လုံးကျော်ကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၁၀ရက်နေ့နေ့လယ်၁၇နာရီခန့်ကစတင်ပြီးတော့မလိုင်မြို့နယ်ဘက်ကနေဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးဆဲကြောင်းဟာကြီးရွာအတွင်းကိုဝင်ရောက်တပ်ဆွဲကပြည်သူများကိုရွာထဲမှာနေအိမ်အခြေချုပ်နဲ့ဖမ်းဆီးထားတယ်လို့သိရပါဗျ။အခုလိုစစ်ခွေးဆဲကြောင်းဟာ ကြေးရွာအတွင်းမှာရှိတဲ့ဘုံခိုကျင်းများထဲမှာတွေ့မြင်ခဲ့တဲ့အမျိုးသမီးတဦးနဲ့ထမင်းလာပို့တဲ့အမျိုးသမီးတဦးအဖအဝင်၃ဦးကို အာဓမပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့သတင်းရတာကစစ်ခွေးတွေကရုံးစီကြီးရွာကအမျိုးသမီး၃ဦးကိုအာဓမပြုကျင့်တယ်လို့သိရတယ်။ကြေးရွာတွေကအမျိုးသမီးတွေကိုစစ်ခွေးတွေကမရင်းကျင်တာပါ။တချို့တွေကစစ်ခွေးတွေလာတော့မပြေးဘဲနဲ့ရွာတွေကဘုံခိုကျင်းထဲမှာတွေ့တဲ့အမျိုးသမီးတဦးနဲ့နောက်တဦးကတော့စစ်ခွေးတွေကသူ့အမျိုးသားကိုဖမ်းဆီးစစ်ဆေးနေတော့ထမင်းသွားပို့တာကိုအာဓမပြုကျင့်လိုက်တယ်လို့သိရတယ်။ စစ်ခွေးတွေကသူတို့တပ်ဆွဲထားတဲ့နေရာမှာရှိတဲ့နေအိမ်တွေတဲကပြည်သူတွေကိုနေအိမ်အခြေချုပ်ပုံစံမျိုးနဲ့ဖမ်းထားတာအပြင်ထွက်ရင်နေအိမ်တွေကိုမိရှုံမယ်ဆိုပြီးတော့ဒီကောင်တွေဘက်ကချင်းချောက်ထားတာနောက်ပြီးတော့ဖုန်းတွေကိုလည်းတင်းထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းဘတ်စစ်ခွေးဆက်ကြောင်းဟာရုံးစီကြီးတောင်သာကြားမှာရှိတဲ့ယထာတန်လန်းကူအနီးမှာပြက်ကျနေတဲ့မီးလိုင်းများကိုပြင်ဆင်ရန်ရောက်ရှိနေခြင်းဖြစ်ပြီးတော့စစ်ကြောင်းမှာ EBC ဝန်ထမ်းအယောက်80ကျော်ပါဝင်တယ်လို့သိရပါတယ် အဲ့ဒီအကြမ်းဖက်စစ်ခွေးများဟာစက်တင်ဘာလ17ရက်နေ့မနက်7:00နာရီကမှရုံးစီကြီးရွာမြောက်ချိုင်းရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှို့ခြင်းစက်တင်ဘာလ12ရက်နေ့မနက်10:00နာရီကမှနေဘူရာရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုထပ်မံပြီးတော့မိရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကစက်တင်ဘာလ14ရက်နေ့မနက်ပိုင်းမှာလည်းစစ်ခွေးများကပန်းပေါင်းလမ်းဆောင်ဂိတ်ကိုထပ်မံပြီးတော့မိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရုံးစီကြီးရွာမှာ 120မမလက်နက်ကြီးများအထိုင်ချထားပြီးတော့အနောက်မြောက်ဘက်ကို နေတိုင်းလိုလိုပြစ်ခတ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြန်ရွာအနီးကိုအချမ်းဘတ်ဆက်ခွေးတက်က112လေးရင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကိုရင်တဘာတီလာရှင်တဘာနဲ့ပြည်သူတအုပ်တို့တိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့ည9:00နာရီကမှအချမ်းဘတ်ဆက်တက်ကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့မရယာမြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့အင်ဂျင်မြန်ရွာကို112လေးရင်းနဲ့ဘုံဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျတိုက်ခိုက်မှုအတွင်အသက်17နှစ်အရွယ်ကိုရင်လေးတပါအသက်80အရွယ်သီလရှင်တပါနဲ့အသက်40အရွယ်အမျိုးသမီးတို့တို့တိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။မရီယာမြို့နယ်အတွင်အကြမ်းဖက်စစ်တပ်ကခြေရွာများကိုလေကြောင်းကနေပြီးတော့နေ့စဉ်ဘုံကျတိုက်ခိုက်နေခြင်းကြောင့်ခြေရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မရီယာအရှိမြောက်ချမ်းအင်းကြီးမြန်ရွာအနီးတစ်ဝိုက်ကိုစစ်ခွေးတွေက112လေရင်နဲ့ ဘုံဆက်နှလုံးကျဲချတိုက်ခိုက်သွားတာပါဘာတိုက်ပွဲမှမရှိပါဘူးပြည်သူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်ကိုရင်လေးကအသက်70နဲ့ဆရာလေးကအသက်80နဲ့ပြည်သူအမျိုးသမီးတို့ကအသက်40လို့တေဆုံးသွားပါတယ်လို့ Voice of Mandalay ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲစက်တမလာ10ရက်နေ့နဲ့17ရက်နေ့ဒီမှာလဲအကြမ်းဖက်စစ်ခွေးတပ်ကမရရမြို့နယ်အတွင်းမှာရှိတဲ့ရှားစေးချက်၄ရွာနဲ့စိတ်သာရွာတို့ကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များထိမှန်ပြသခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရေဦးမြို့ဝင်မြို့ထွက်ဂိမ်းများမှာအကြမ်းဆက်တက်ကမဲပေးဆက်များကိုခြားထားပြီးတော့ဖြတ်တန်းသွားလာနေတဲ့ပြည်သူများကိုအတင်းအဓမ္မနှိတ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလပိုင်းကစတင်ပြီးတော့ရေဦးမြို့ဝင်မြို့ထွက်ဂိမ်းများမှာအကြမ်းဆက်ခွေးများကမဲပေးဆက်များကိုခြားထားပြီးတော့ဂိတ်ကိုဖြတ်တန်းသွားလာတဲ့ပြည်သူများကိုနှိတ်ခိုင်းနေတယ်လို့သိရပါတယ်စက်တင်ဘာလ10ရက်နေ့ကလည်း အကြမ်းဖက်စစ်ခွေးတိုက်ရဲ့နာမခါကနေတက်လာတယ်။ MI17 ရဟတ်ယာဉ်ကလည်းရေဦးမြို့ပေါ်မှာရှိတဲ့အထကတဲ့ကျောင်းမှာဆင်းသက်ခဲ့ပြီးတော့မဲပေးဆက်များကိုခြားထားပြီးခဲ့တယ်လို့သိရပါဗျ။ဆယ်ရက်နေကနာမခါကနေတက်လာတဲ့ MI17 ရဟတ်ယာဉ်က ရေဦးမြို့အထကတဲ့ကျောင်းထဲမှာဆင်းပြီးတော့မဲပုံတွေခြားသွားပါတယ်။နောက်ပြီးတော့စစ်ခွေးတွေကရေဦးမြို့ဝေမြို့ထွက်ဂိတ်တွေမှာလည်းမဲပုံတွေခြားထားပြီးတော့မြို့ရင်းကိုဝင်လာတဲ့များပြည်သူတွေကိုအတေးအဓမ္မချင်းချောက်ပြီးတော့ ခလုတ်နှိပ်ခိုင်းတာတွေကိုလည်းပြုလုပ်နေတယ်လို့ရေဦးနယ်အနောက်ချမ်းသတင်းဆက်သွယ်ရေးတာဝန်ခံကိုထူးခန့်စောအမေသားကရှင်းပြထားပါဗျ။ဒါအပြင်ရေဦးမြို့ပေါ်ကအကြမ်းဖက်စစ်ခွေးများဟာလည်းကြေးရွာများကိုစစ်ကြောင်းထိုးရန်ပြင်ဆင်နေတဲ့အတော့မနေ့ကစက်တမလာ14ရက်နေ့မှာမြို့အနီးနားမှာရှိတဲ့ကြေးရွာ၄ရွာကပြည်သူများဟာမိုးရဲရေထဲမှာတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ဟာရွေးကောက်ပွဲနီးလာတာနဲ့အများမြို့အနီးနားမှာရှိတဲ့ကြေးရွာများကပြည်သူများကို ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်နိုင်ရန်အတွက်မဲဆွယ်စည်းရုံးရေးများကိုလှုပ်ဆောင်နေပြီးတော့မြို့ပေါ်မှာရှိတဲ့စစ်ခွေးဂိတ်များမှာလည်းအင်အားတွေဖြည့်တင်းထားတယ်လို့သိရပါတယ်။ရေးဦးမြို့ပေါ်ကအချမ်းဘတ်စစ်ခွေးတွေကစည်ရေးလှုပ်ရှားမှုတွေ၁၂ရက်နေ့ကစတယ်လို့သိရပါတယ်။ရေးဦးမြို့နဲ့အနီးဝန်းကျင်မှာနေထိုင်ကြတဲ့ပြည်သူတွေမိုးရဲရေထဲမှာမနေ့ကမနက်ပိုင်းကစပြီးတော့ထွက်ပြေးတိမ်းရှောင်နေရပါတယ်။စစ်ကြောင်းထိုးလာတာတော့မရှိသေးဘူး။စောင့်ကြည့်နေစေအခြေအနေပါ။တရားမဝင်ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက်အနီးဝန်းကျင်ကပြည်သူတွေကိုစီးယုံကျင်တဲ့ပုံစံမျိုးပါ။ ရေဦးနယ်အတွင်းမှာစီရေးလှုပ်ရှားမှုမရှိတာနှစ်နှစ်ကျော်နှီးပါရှိပြီးတော့တရားမဝင်ရွေးကောက်ပွဲနှီးလာတာကြောင့်ဩဂတ်လကစပြီးတော့မြို့ပေါ်ကနေစီရေးလှုပ်ရှားမှုတွေပြန်လှုပ်လာတာလို့ရေဦးနယ်အနောက်ခြမ်းသတင်းဆက်သွယ်ရေးတာဝန်ခံကိုထူးခန့်စောအမိသားကရှင်းပြထားပါတယ်။ဒါအပြင်ဩဂတ်လ22ရက်နေ့ကလည်းရေဦးမြို့ပေါ်ကနေထွက်လာတဲ့အချမ်းမဆက်တက်ကတန်တဲ့ရွာကိုဝင်းရောက်ပစ်ခတ်စီးနင်းခဲ့ပြီးတော့ခြေရွာအတွင်းမှာရှိတဲ့စာတင်ကျောင်းစာတင်ခုံများကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါဗျာ။ ရေဦးဒီပဲရင်ကားလမ်းပိုင်းကိုလည်းစက်တဘာလ12ရက်နေ့ညနေပိုင်းကစတင်ပြီးတော့စီရေးအခြေအနေအရာရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကယာယီပိတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်ဆက်အာနာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ